အခုလို့သူများပဲကိုယူတတ်တဲ့စိတ်ဓာတ်ရှိရင်တောင်းသူမကိုအားပေးကြဖို့တိုက်တွန်းလာတဲ့နော်ဖုန်းပရိသတ်များလုံးမင်္ဂလာပါရှင့် celebrity အမမကနေပြန်လဲကြိုဆိုလိုက်ပါတယ် မင်းသမီးကျောင်းနော်ဖော်ရတာကတော့ဈေးရုံမှာရောက်နေဆိုတဲ့သတင်းတွေကမမှန်ကန်မယ်အကောင့်တိုင်းရှိနေကြောင်းပြည်သက်တွေကိုအသိပေးလာခဲ့ပါတယ်။ဒီမရဲ့ဆိုရှယ်မီဒီယာအကောင့်ကိုလည်းဖြန့်မသွားခဲ့ပဲပြန်သုံးနေခဲ့ပြီးတော့ကောင်းလေးပေးတဲ့လက်ဆောင်ပစ္စည်းတွေကိုလည်းတင်ပြီးတော့ကြွားနေခဲ့ပါတယ်။ဒီမဘက်ကပြေးဝါကာခွေပြီးတော့ရှိနေပေးခဲ့တဲ့ကောင်းလေးဖြစ်သူကြောင့်စိတ်ချမ်းသာရပြီးတော့အားရင်တွေပြေးဝါလာခဲ့တယ်လို့လည်းဆိုပါတယ်။ဒါကြောင့်ပရိသတ်တွေအားလုံးကိုသူမဆန်နိုင်ခဲ့တဲ့အကြောင်းတွေကိုတရားဝင်ဝင်ခံလာခဲ့ပြီးတော့သူများဘဲကိုမှဆန်နိုင်မိတာကိုအပြစ်မယူပဲစက်ပြီ ီးတော့အားပေးကြဖို့လည်းတောင်းဆိုလာခဲ့ပါသေးရင်နော်ဖိုင်တာကစနိုက်တဲ့ဇက်ရှုပ်တွေကိုဖော်ထုတ်ခံရပြီးတော့တရက်အကြာမှာပဲပရိသတ်တွေအားလုံးစီကိုစာတစောင်ပို့လာခဲ့ပါတယ်။သူမကိုချစ်ခင်တဲ့ပရိသတ်တွေကအားပေးတဲ့စာလေးတွေတောက်လျှောက်ပို့ပေးနေရကြောင်းသူမအတွက်ခွန်အားဖြစ်ရတယ်လို့ဆိုပါတယ်။ပရိသတ်တွေကိုစိတ်ပူစေခဲ့မိတဲ့အတွက်အားနာတာကြောင့်အခုလိုစာလေးရေးပြီးတော့ပြန်လည်ဖြည့်ရှင်းလာခဲ့ရပါ။သူမကမစင်စားမစင်ချင်ပဲလုပ်ခဲ့တဲ့အမားတခုကိုသင်ငန်းစာရရှိသွားပေမယ်လို့ရှေ့ဆက်ပြီးတော့အကောင်းဆုံးနေထိုင်တော့မယ်လို့လည်းဆိုပါတယ်။ အမားကျူးလွန်ခဲ့ပေမဲ့အခုတော့ကိုကိုကိုသာပို့ချစ်တက်လာပြီးတော့ပိုကောင်းတဲ့လူသားတယောက်ဖြစ်အောင်လဲစူးစမ်းလို့နေခဲ့ပါပြီ။အတူတပြည့်တော့သူမကိုချစ်တဲ့ပရိသတ်တွေနဲ့သူမရဲ့တန်ဖိုးကိုမြင့်မာကိုလူလာတဲ့ချစ်ရသူတွေကြောင့်အားငယ်မနေဘဲနဲ့ရှေ့ဆက်ပြီးတော့အကောင်းဆုံးစူးစမ်းသွားတော့မှာလို့ကတိပေးလာခဲ့ပါတယ်။ပရိသတ်တွေကသူမရဲ့ဘဝမှာနံပါတ်၁ဖြစ်တာကြောင့်အရန်ကိုကျေးဇူးတင်ပြီးတော့အခုလိုစာလေးတစ်ဆောင်နဲ့ပြန်လည်တောင်းပန်လာခဲ့ရင်းနဲ့သူမကိုဆက်ပြီးတော့အားပေးကြဖို့အတွက်တောင်းဆိုလာခဲ့ပါတယ်။သူမပြောသွားတဲ့စာထဲမှာလွမ်းပိုင်ကိုစနိုင်းမိယာကမစင်ချင် နဲ့လောက်ခဲ့မိတဲ့အမားတစ်ခုဖြစ်ပြီးတာကိုနားလည်ပေးကြဖို့တောင်းဆိုလာခြင်းဖြစ်ပါတယ်။သူမပြောခဲ့သလိုပဲလေဆိုရာကတော့အမားနဲ့မကဲနိုင်တာကြောင့်လွမ်းပိုင်တယောက်တည်းကိုစနိုင်းမိတာဆိုရင်တော့ပရိသတ်တွေကခွင့်လွတ်ကောင်းခွင့်လွတ်နိုင်ပါတယ်။ဒါပေမဲ့အခုလက်ရှိသူမရဲ့ဘေးနားမှာရှိနေပါတယ်ဆိုတော့ကောင်လေးကလည်း10နှစ်ကျော်ကြာချစ်သူတတန်းကိုအပြတ်စဲခံပြီးတော့စနိုင်းခဲ့သူကြီးဖြစ်နေခဲ့ရပါဒါတင်မကအကြောင်းသူဘဝတော်ကလည်းအကုန်လုံးကိုပတ်ပြီးတော့စနိုင်းနေတတ်ပြီးတော့ကိုယ်တငယ်ချင်းရဲ့တငယ်ချင်းကိုတောင်မရှောင်မဲစနိုင်းခဲ့ရကြ ောင့်တကယ်ကိုမှစနိုက်ကိုင်းချုပ်ကြီးလို့တောင်ပြောလို့ရပါတယ်။ဒီအကြောင်းတွေကိုပြည်သက်တွေကသိရှိနေပြီးသားဖြစ်တဲ့အတွက်ဝေဖန်နေကြတာပါ။ဒါကိုသူမကလွမ်းပိုင်တယောက်တည်းကိုသာလုခဲမိရဖြစ်ပြီးအမားလေးတစ်ခေါက်ကျူးလို့မရကုန်။နားလေပေးကြဖို့အတွက်တောင်းဆိုနေရဖြစ်ပါတယ်။ဘလို့ဝဲဖြစ်ဖြစ်လွမ်းပိုင်တို့လိုမျိုး73နှစ်ကျော်ချစ်သူတတန်းကိုပြတ်ဆဲအောင်စနိုက်ခရကတော့တကယ်ကိုမှမတင်ထော်လာတဲ့တော်ယုံခွင့်လွတ်လို့မရနိုင်တဲ့အမားပဲဖြစ်ပါတယ်။ဒါတိမ်မကအရင်တုန်းကရှိသမျှလူတွေအကုန်လုံးကိုစနိုက်နေရကြောင်းသူမရဲ့အကျင့်လိုတောင်ပြောလို့ရတဲ့အဲ့ ီစိတ်ဓာတ်ကြီးကပေါ်လင်းထင်ရှားနေကြရပါမသိရင်သူမကပဲလွမ်းပိုင်ရဲ့ဖော်ထုတ်ခံရလို့နစ်နာသူလိုလိုနဲ့ပန်းလူတွေဇွတ်သွေးနေကြရကိုလည်းတွေ့ရပါတယ်။တစ်ကြိမ်တစ်ခါသာမကအကြိမ်ကြိမ်အခါကသူများရဲ့ဘဲတွေကမှလိုက်ပြီးတော့စနိုက်တက်တဲ့လူချင်းနဲ့စိတ်ဓာတ်ရှိပဲမလဲ။သူမကိုအချင်းမပြတ်ဖိနေဆက်ပြီးတော့အားပေးကြဖို့အတွက်အခုလိုစားတဆောင်နဲ့တိုက်တွန်းလာခဲ့တယ်။ North Fire ဓာတ်ပေါ်မှာပရိသတ်ကြီးတို့ရောဘယ်လိုမျိုးထင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အစောနေ့ကြီးရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။